ဝက်သားနဲ့မြင်ဟင်းချက်ဖို့အတွက်ကိုမြက်ကလေးတွေကိုနူးအောင်ပြုတ်ထားပြီးတော့ဆဲထားပြီးရင်မြက်ကိုထုပေးပါတယ်ထုပေးပြီးတော့မှမှွာပေးပါတယ်နေတော်လေးတွေဖြတ်ပြီးတော့မှွာပေးပါတယ် ညံ့များများစားကြလို့ညံ့များများထည့်ထားပါတယ်။ဒါတော့ကျက်သွန်ဖြူနေခြင်းမှာထောင်းရမှာပါ။ကျက်သွန်ဖြူနေခြင်းကိုမြုပ်သေးပါရောပြီးတော့ထောင်းထားပါတယ်။ ပြန်ဝတ်သားဖို့ငပြားရေးစာစနှင်းတို့နေထားပါတယ်စီဟုတ်တယ်စောစောထောင်းထားတာတွေကိုထည့်ပြီးတော့စီတတ်ပါတယ်ပြန်ဝတ်သားထည့်စီစီပြန်လာပြီဆိုလို့ရှင်ဝတ်သားထည့်ပြီးတော့မှုေပေးပါတယ်ဝတ်သားသူ့ရေတွေထွက်လာမှာဖြစ်တဲ့အတွက်အဖုံးဖုံးပြီးတော့ခဏတည်ထားပါတယ်ပြန်ဖုံးဖွင့်ပြီးတော့တေချာမှုေပေးပြီးတော့စီပြန်တဲ့အထိလော်ပေးပါတယ် စီပြန်ပြီဆိုတော့မှစုံစည်းရလေးနည်းနည်းထည့်အရင်ထည့်ပါတယ်။ပြီးရင်ဖုံးဖုံးပြီးတော့ပြန်တည့်ထားပါတယ်။စီပြန်တဲ့အထိပြန်ပြီးတော့မှုေပေးပါတယ်။စီပြန်ပြီဆိုမှပဲရှင်များများထက်ပြီးတော့ဖုံးဖုတ်ပြီးနူအောင်တဲပါတယ် နူးလာပြီဆိုလို့ရှိရင်ဝက်သားလေးနူးစာပြူပြီးစီပြန်ပြီဆိုလို့ရှိရင်မြှက်ထည့်ပေးပါတယ်။မြှက်ထည့်ပြီးရင်လည်းရေချက်ချင်းမထည့်ပဲနဲ့သူ့ရေလေးနဲ့သူ့အရင်လုံးပေးပါတယ်။ပေးချနှောင်းအောင်မှွေအထက်အောက်လမ်းပြီးတော့မှွေပြီးတော့အဖုံးခဏပြန်ဖုံးထားပါတယ်။ညနာဝန်သားနဲ့တေချာလုံးသွားပြီဆိုတော့မှပဲရေလေးနဲ့နဲ့ထည့်ပါတယ် ုံဖုံပြီးတော့ခနာဆက်ပြီးတော့တည့်ထားပါတယ်။ဝတ်သားတွေကလည်းအချိုးထွက်ပြီးမြင်မျက်နဲ့လည်းစီစီလုံးလုံးဖြစ်လာပြီးဆိုတော့မှပဲကိုကြိုက်တဲ့လောက်ရင်းမြန်းများထည့်လိုက်ပါတယ်။ပြန်ဖုံဖုံပြီးခနာဆက်တည့်ထားပါတယ်။ပြီးတော့မှအရသာမြည်ပြီးတော့အပေါင်းကမြည်ပြီးတော့စားတော့အချိုးမှုန်တော့ဟိုလိုသလိုပြင်ပြီးတော့ထည့်ပေးပါတယ်။ ရတာလည်းနေလို့ဖြစ်ပြီးဝါးသားနဲ့မြက်လည်းလည်းနူးပြီးတော့